ယူကရိန်းတို့ရဲ့ drone တိုက်ခိုက်မှုကြောင့်မီးလောင်ပြကျသွားတဲ့ဘုံကျဲလေယာဉ်တွေရဲ့အပိုင်းအစတွေကိုရှင်းလင်းလို့မပြီးသေးချိန်ပါပဲ။ Kach တရားတိုက်ခိုက်ခံရမှုဟာနှစ်နိုင်ငံကြားတင်းမာမှုကိုပုံမုံမြင့်တက်စေခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာရုရှားရဲ့စစ်ရေးစွမ်းရင်နဲ့ထောင်လန်းရေးအားနည်းချက်တွေကိုပေါ်လွင်စေခဲ့တယ်လို့ရုရှားယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ဘလို့တက်ရောက်မှုတွေရှိခဲ့လဲဆိုတာကိုလည်းဆက်လက်လေ့လာကြည့်ရအောင်။ယူကရိန်းဘက်ကပြောတာကတော့ပောက်ကွဲမှုမှာ TND အလေးချိန်ပေါင်1100နဲ့ညီမျှတဲ့ဖောက်ခွဲရေးပစ္စည်းတွေပါတယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုဟာနှစ်နိုင်ငံကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြတ်ပြားသွားပြီးနိုင်ပိုင်းကြာမှာပဲဖြစ်ပွားခဲ့တာပါတစ်ချိန်တည်းမှာရုရှားကလည်းသူ့ဘက်ကနေထိုးစစ်တွေဆင်နွှဲနေပါတယ်ဒီကတ်တရားဟာယူကရိန်းမှာရှိတဲ့ရုရှားတပ်ဖွဲ့တွေအတွက်အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပါတယ်ယူကရိန်းသမ္မတဇယ်လန်စကီကတော့ရုရှားဟာယူကရိန်းရဲ့သားတွေကိုတမင်တကာပိတ်မှတ်ထားနေပြီလို့ပြောကြားခဲ့ပါတယ် Operation Spider Web လို့ခေါ်တဲ့စစ်စင်ရေးပြီးတဲ့နောက်ရုရှားဟာထိတ်လန့်နေပါတယ်။ပူတင်ကတိုက်ခိုက်မှုတွေထပ်လာတော့မယ်ဆိုတာသိတဲ့အတွက်ရုရှားအာဏာပိုင်တွေကကုန်တင်ကားတိုင်းကိုအတင်းကျပ်စစ်ဆေးနေပါတယ်။အဲဒီလိုစစ်ဆေးတာကြောင့်ကီလိုမီတာနဲ့ချီတဲ့ရင်ကျောပိတ်ဆို့မှုတွေဖြစ်ပေါ်နေပြီးရုရှားပြည်သူတွေလည်းမကြေမနက်ဖြစ်နေကြပါတယ်။ရုရှားပြည်သူတို့ကလမ်းပိတ်နေတယ်ဘာအကြောင်းကြောင့်မှမသိဘူး။ကျွန်တော်တို့အခုလေကွင်းတွေကြားကမောင်းနေရတာ။တော်တော်လေးစောင့်ဆောင်ပြီးသွားနေရတာ။အခုတော့ကတရလမ်းပေါ်ပြန်ရောက်ပြီး ဘန်ကားတွေကီလိုမီတာဘလောက်ကြာပြီလဲမသိဘူးပိတ်မိနေတာပဲလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ပူတင်ရဲ့တွေးထင်မှုကလက်တွေမှာတော့မှားရွံ့တဲ့ယူဆဖြစ်နေခဲ့ပါတယ်။နောက်ထပ်တိုက်ခိုက်မှုဟာကုန်တင်ကားတွေကနေလာတာမဟုတ်ဘဲဒရုန်းတွေပိုတိတိကျကျပြောရရင်ရေပေါ်ဒရုန်းတွေကနေလာခဲ့တာပါ။ဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာတဲ့ဒီဗီဒီယိုဖိုင်မှာဆိုရင်ရုရှားနဲ့ရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားကိုချိတ်ဆက်ထားတဲ့ကတ်တရားမှာဘာရီဖြစ်ခဲ့လဲဆိုတာပြသထားပါတယ်။ ကတ်ဒရာဟာရုရှားရဲ့ခရိုင်းမီးယားပေါ်ရုရှားရဲ့အာဏာဆက်တက်ရောက်တဲ့တင်ဂေတာတစ်ခုဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒါဟာရုရှားပြည်မကြီးနဲ့တင်ပိုက်ထားတဲ့ခရိုင်းမီးယားကိုချိတ်ဆက်ပေးထားပါတယ်။ဒီအပြင်စစ်ပွဲအတွက်လည်းအရေးကြီးပါတယ်။ရုရှားကဒီဒရာကိုအသုံးပြုပြီးယူကရိန်းတောင်ပိုင်းကသူ့စစ်တပ်ကိုထောက်ပံ့နေတာဖြစ်ပြီးတော့အဲ့ဒီဒေသမှာရှိတဲ့သူတို့စစ်တပ်အတွက်အသက်သွေးကြောလိုပါပဲ။ဒါကြောင့်ယူကရိန်းသာဒီတရားကိုဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင်ပူတင်ဟာဒုက္ခကြီးစွာရောက်ပါလိမ့်မယ်။ ဒါဟာကြီးမားတဲ့ထောက်ပံ့ပို့ဆောင်ရေးပြဿနာဖြစ်လာပါလိမ့်မယ်။တရားမရှိရင်ရုရှားဟာခရိုင်းမီးယားနဲ့ယူကရိန်းတောင်ပိုင်းကိုလက်နက်နဲ့ထောက်ပံ့ရေးပစ္စည်းတွေပို့ဖို့ခက်ခဲလာပါလိမ့်မယ်။သူတို့စစ်တပ်ဟာအဲ့ဒီဒေသမှာပြိုလဲသွားနိုင်ပါတယ်။ဒုတိယချက်အနေနဲ့ယူကရိန်းကသူတို့ကိုနေ့စဉ်နဲ့အမျှထိခိုက်အောင် တိုက်ခိုက်နိုင်နေတာဟာကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးနဲ့အင်အားအကြီးဆုံးစစ်တပ်လို့ခေါ်ခံထားရတဲ့ရုရှားအတွက်တော့လူသိရှင်ကြားမျက်နှာပြက်စရာကြီးဖြစ်လာပါလိမ့်မယ်။ဒီတိုက်ခိုက်မှုဟာဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားမှာအကြီးဆုံးတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်နှစ်ရက်ကြာမှာပဲဖြစ်ခဲ့တာကြောင့်လည်းပါပါတယ်။အရေးကြီးဆုံးကတော့တရားမရှိရင်ခရိုင်းမီးယားဟာယူကရိန်းရဲ့တိုက်ခိုက်မှုတွေအတွက်လမ်းဖွင့်ပေးထားသလိုဖြစ်နေပါလိမ့်မယ်။အဲ့ဒါကပူတင်အတွက် မတက်နိုင်တဲ့အခြေအနေတစ်ခုပါ။ပူတင်ခရိုင်းမီးယားကို ဆုံးရှုံးရင်ရုရှားဒီစစ်ပွဲကိုဆုံးရှုံးသွားပါလိမ့်မယ်။ဒီတိုက်ခိုက်မှုဟာဘာကြောင့်ဒီလောက်အရေးပါလဲဆိုတော့ပူတင်လုံးဝမမျှော်လင့်ထားတဲ့ကိစ္စဖြစ်နေလို့ပါပဲ။ယူကရိန်းဟာရုရှားနိုင်ငံတွင်းမှာရှိတဲ့ ကီလိုမီတာ2500နီးပါးဝေးတဲ့ဘာလာယာစခန်းကို တိုက်ခိုက်ခဲ့ပြီးနှစ်ရက်ကြာမှာပဲခရိုင်းမီးယားတရားကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုရဲ့အသေးစိတ်အချက်အလက်တွေကတော့လွန်ခဲ့တဲ့နှစ်ရက်ကြာကဒရုန်းတိုက်ခိုက်မှုလိုပဲဒီတိုက်ခိုက်မှုကိုပြင်ဆင်ဖို့လာပေါင်းများစွာကြာမြင့်ခဲ့ပြီးယူကရိန်းလုံခြုံရေးဝန်ဆောင်မှုဌာန SBU ကပဲလှုပ်ဆောင်ခဲ့တာပါ။ထောက်လန်းရေးရာရှိတွေကပောက်ကွဲပစ္စည်းတွေကိုတရားရဲ့တောက်တိုင်မှာထောင်ထားခဲ့တာပါ။တိုက်ခိုက်မှုဟာယူကရိန်းစံတော်ချိန်ဒီနေ့မနက် ၄နာရီ၄၄မိနစ်မှာပထမဆုံးပေါက်ကွဲမှုဖြစ်ခဲ့တာပါဗီဒီယိုရိုက်ကူးနေချိန်မှာ Russia Telegram Channel တွေကနေမူလပေါက်ကွဲမှုဖြစ်ပြီး၄ရက်ပိုင်းကြာမှာနောက်ထပ်ပေါက်ကွဲမှုတွေအများပြားရှိခဲ့တယ်ဆိုတော့အတိမပြုတ်နိုင်တဲ့သတင်းတွေလည်းရရှိထားပါတယ်လက်ရှိအချိန်ထိတော့ယုံကြည်စိတ်ထားရတဲ့အဖွဲ့ကြီးကအတိပြုတ်တာမျိုးမရှိသေးပါဘူးပေါက်ကွဲမှုဟာ TMD 1100 kg နဲ့ညီမျှပါတယ်တရားဟာဖွဲ့စည်းပုံရပျက်စီးသွားပြီးပြိုကျလူနေပါအခြေအနေရောက်နေပါတယ် ဟန်သားမြင်ပေါ်ကပုံတွေရပောက်ကွဲပစ္စည်းတွေနေရာချထားပုံကယူကရိန်းနေနဲ့တရားရဲ့အရင်ကလေးကယိုယွင်းပျက်စီးနေတဲ့နေရာတွေကိုပိတ်မှတ်ထားခဲ့ပုံရပါတယ်။ပြုပြင်မှုအတွက်ဆိုရင်တိုင်တစ်ခုချင်းစီကိုစစ်ဆေးရမှာဖြစ်ပြီးပျက်စီးသွားတဲ့တိုင်တွေကိုအစားထိုးရမှာပါ။ဒါဟာရှုပ်ထွေးပြီးငွေကုန်ကြေးကြများတဲ့အလုပ်တစ်ခုပါ။ပိုရေးကြည့်တာကတော့ဒီပြုပြင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ချိန်မှာတရားပေါ်ကရင်ကျောတွေကိုရပ်ဆိုင်းထားတာပါ။ဘသူမှတရားပေါ်ကိုဝင်လို့မရသလိုခရိုင်းမီးယားကနေလည်းဝင်ထွက်လို့မရတော့ပါဘူး။ ဒါဟာရုရှားအတွက်အကြီးအကျယ်ထိခိုက်နေတာမှုတစ်ခုပါ။ဘာလို့လဲဆိုတော့ရုရှားကဒီတရားကိုသူ့စစ်တပ်အတွက်ထောက်ပံ့ရေးလမ်းကြောင်းဖြစ်အသုံးပြုနေတာကြောင့်ပါပဲ။ယူကရိန်းတွေကအသုံးပြုခဲ့တဲ့ရေအောက် drone နဲ့ပတ်သက်တဲ့ပုံချမ်းတွေကိုထုတ်ပြန်ထားပါတယ်။အရင်တစ်ခေါက်ကတော့လေဘော်ကအခုတော့ရေအောက်ကပြောရရင်ယူကရိန်းရဲ့စစ်ရေးဗျူဟာနဲ့နည်းပညာအသုံးပြုမှုတွေကိုတော်တော်လေးကိုအထာကျနေပြီလို့ဆိုနိုင်ပါတယ်။ဒါဟာဒီ drone ကိုပထမဆုံးချိန်ကျင်းညာတုန်းကထုတ်ပြန်ခဲ့တဲ့ပုံချမ်းတွေဖြစ်ပြီး တိုက်ခိုက်မှုကနေရတဲ့ပုံတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီ drone မျိုးကိုပဲအသုံးပြုခဲ့တာဖြစ်နိုင်ချေများပါတယ်။ဒီ drone ဟာတစင်းကိုဒေါ်လာ၄သိန်းခွဲဝန်းကျင်တန်ကြေးရှိပြီးရေအောက်မှာအဝေးထိန်းစနစ်နဲ့မောင်းနေတာပါ။သူ့ရဲ့နာမည်ပြောင်ကတော့ Morris ကပါ။ဒါဟာရုရှားစစ်သည် Morris နဲ့တရားလိုမျိုးရေချောင်းဆိုင်ရာအခြေခံဆောက်အုံတွေကိုတိုက်ခိုက်နိုင်ပြီးမစ်ရှင်မျိုးစုံဆောင်ရွက်နိုင်တဲ့မောင်းသူမဲ့ရေအောက်ရင် UUV ရဲ့ရှေ့ပြေးပုံစံပါ။သူ့မှာအလင်းလျှက်စစ်ပစ်မှတ်စနစ် electro optical targeting နဲ့အနီအောက်ရောင်ကြီးကင်မရာတွေပါဝင်ပါတယ်။ဒါတွေကနေအပူချိန်နှိမ့်တဲ့နေရာတွေမှာတောင်ဗီဒီယိုရိုက်ကူးနိုင်ပြီးလမ်းကြောင်းရှာဖွေမှုနဲ့ဂျိုးတုဆက်သွယ်မှုတွေလည်းလုပ်နိုင်ပါတယ်။မထောက်လမ်းမိစေဖို့အတွက်လည်းစူညံတန်နေတဲ့မောင်းနှင်မှုတွေလျှက်စစ်မော်တာတွေကိုလည်းအသုံးပြုထားပါတယ်။ကျွန်တော်ကအင်ဂျင်နီယာတယောက်မဟုတ်ပေမဲ့ Ukraine ဟာသူတို့ရဲ့ပြစ်မှတ်ကို အရန်ကယူးတစ်ဆိုင်ရွေးချယ်ခဲ့ပုံရပါတယ်။ဒါဟာရိုးရိုးတရားတိုင်တစ်ခုတည်းကိုပြစ်မှတ်ထားတာမဟုတ်ပဲ အရန်အရေးကြီးတဲ့တိုင်တစ်ခုကိုရွေးချယ်ခဲ့တာပါအဲဒါကြောင့်ရုရှားကအခုချိန်မှာတရားကိုအသုံးပြုဖို့အရန်ကြောက်ရွံ့နေပါတယ်ဒါကြောင့်ရင်ကြောအားလုံးကိုရပ်ဆိုင်းထားလိုက်တာပါရုရှားအတွက်သတင်းဆိုးကဒီမာရင်ရက်မသွားပါဘူးရုရှားဟာတနင်္လာနေ့မှာဆွေးနွေးပွဲတွေမဆခင်ယူကရိန်းပေါ်အကြီးစားတိုက်ခိုက်မှုတစ်ခုကိုစီစဉ်ခဲ့ပါတယ်ဇွန်လတရနေ့ညမှာရုရှားဟာ Operation Juice Lighting လို့ခေါ်တဲ့ အကြီးစား cruise တုံးပြန်တဲ့ယူကရိန်းနိုင်ငံတစ်ခုလုံးကိုတိုက်ခိုက်ဖို့စီစဉ်ခဲ့ပြီးတော့အစ္စတန်ဘူမှာယူကရိန်းကိုလက်နက်ချဖို့အတွက်ဖိအားပေးဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့မှာပဲ Operation Spider Web ကြောင့်ယူကရိန်း drone တွေကနိုင်ပိုင်းအလိုမှာတင်ထွက်ခွာဖို့အသင့်ပြင်ထားတဲ့ဒီဘုံကျဲလင်ရင်အများပြားကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒီအချက်လက်တွေဟာယူကရိန်းလိုလားသူသတင်းရှင်းပြစ်ကနေလာတာမဟုတ်ပဲရုရှားထောက်ခံသူတွေရဲ့သတင်းရှင်းပြစ်ကနေလာတာကိုလည်းထောက်ပြခြင်းပါတယ်။သူတို့ကတော့ယူကရိန်းနေနဲ့ ရုရှားကိုမတိုက်ခိုက်နိုင်ဘူးဆိုတာကိုကြွားလုံးထုတ်ဖို့ဒီသတင်းကိုထုတ်ပြန်ခဲ့ပုံရပါတယ်။ဒီအချက်လက်တွေကို Kremlin ကငွေကြေးထောက်ပံ့ပြီးထိန်းချုပ်ထားတဲ့ Zagreb သတင်းဌာနကမေလ31ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ Ukraine ရဲ့ Operation Spiderweb မစခင်တရက်အလိုမှာပါ။ဇော်လာတရက်နေ့မှာရုရှားဟာသူ့ရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင်တပုံ၃ပုံတပုံကိုဆုံးရှုံးသွားတဲ့အခါမှာတော့ဒီဆောင်ပါကိုဖျက်ပစ်ခဲ့ပါဗျ။ရုရှားရဲ့ဒုံးပျံတိုက်ခိုက်မှုအကြီးဆုံးကတော့ 2023ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာဖြစ်ခဲ့တာပါအဲ့ဒီနေ့ကယူကရိန်းတွေဖျက်ဆီးခဲ့တဲ့ဘုံကျဲလေယာဉ်တွေအပါအဝင်ရုရှားလေယာဉ်တွေဟာအမျိုးမျိုးသောလေကြောင်းမြေပြင်ဒုံးပြန်180ထက်မနည်းကိုပစ်လွှတ်ခဲ့လို့ယူကရိန်းနိုင်ငံတွင်အရက်သား58ဦးသေဆုံးပြီး160ကျော်ဒဏ်ရာရခဲ့ပါတယ် Spiderweb စစ်စင်ရေးဟာရုရှားရဲ့စစ်ရေးစွမ်းရည်ကိုထိခိုက်စေုံနဲ့မကဘဲယူကရိန်းရဲ့သားတွေနဲ့အသက်အန္တရာယ်ကိုကာကွယ်ပေးရမှာပါအလွန်အောင်မြင်ခဲ့တဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ် အခုတော့ဒီစစ်စင်ရေးကိုဘယ်လိုလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အသေးစိတ်အချက်လက်တွေကိုထပ်မံရရှိထားပါတယ်။တမရဇလန်စကီကတော့ဒီစစ်စင်ရေးပြီးဆုံးခြင်းပဲအသေးစိတ်အချက်လက်တချို့ကိုပြောပြခဲ့ပါတယ်။ယူကရိန်းဘက်ကဒီစစ်စင်ရေးမှာပါဝင်ခဲ့တဲ့လူတိုင်းနှိပါဟာစစ်စင်ရေးမစခင်ကတည်းကရုရှားကနေဘေးကင်းစွာပြောင်းရွှေ့နိုင်ခဲ့တယ်လို့သူကပြောခဲ့ပါတယ်။ဒီအပြင်ဒီစစ်စင်ရေးတစ်ခုလုံးကိုစီစဉ်တဲ့အဆောက်အအုံကလည်းရုရှားရဲ့ FSB ဌာနချုပ်နားမှာရှိနေခဲ့တာဆိုတော့ ပူတင်အတွက်တော့မျက်နာကိုအရိုက်ခံလိုက်ရသလိုဖြစ်ခဲ့ပါတယ်။ဒီနေ့မှာတော့ယူကရိန်း drone တွေတဲဆောင်လာတဲ့ကုန်တင်ကားတွေရုရှား leader စခန်းတွေနာဘလို့ရောက်လာခဲ့လဲဆိုတဲ့အသေးစိတ်အချက်လက်တွေထပ်မံရရှိထားပါတယ်။အလက်ဇန်ဒားဇက်အမည်ရှိအသက်55နှစ်အရွယ်အမျိုးသားတဦးကသူ့ကုန်တင်ကားဟာအသက်38နှစ်အရွယ်အာရွန်ဆိုတဲ့အမျိုးသားတယောက်ပိုင်ဆိုင်တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။အာရွန်ဆိုတဲ့သူကဘောင်းအိမ်လေးလုံးပို့ဖို့ order တစ်ခုရခဲ့တာပါ။ ဒီဘောင်ဝင်ဆိုတာကတော့ပုံမှန်အဖြစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအသုံးပြုတဲ့တစ်သားဖောင်တွေနဲ့ပြုလုပ်ထားတဲ့အိမ်ပုံစံငယ်တွေအိမ်ဆောက်ရမှာအစင်သင့်တက်ဆင်လို့ရတဲ့အဆောက်အုံအစိတ်ပိုင်းတွေကိုဆိုလိုတာပါသူတို့ဟာဒီဘောင်ဝင်တွေကိုဘောင်ဝင်တွေလို့အမည်ခံထားတဲ့ကုန်ပစ္စည်းတွေထဲမှာတကယ်တမ်းတော့ drone တွေကိုဖုံးကွယ်ပြီးတည်ဆောင်လာခဲ့တာပါအလက်ဇန်ဒားလို့ရင်မောင်းတွေဟာပုံမှန်ကုန်ပစ္စည်းပို့ဆောင်သူတွေလို့သွားနေကြတာပါဒါပေမဲ့လမ်းတစ်လျှောက်မှာဘယ်သူမှမသိတဲ့ဖုံးခေါ်ဆိုသူတို့ကလည်းဘယ်အချိန်ရက်ရမယ် ဘယ်နေရာမှာရန်နာရမယ်ဆိုတဲ့ညွှန်ကြားချက်တွေကိုရရှိခဲ့ကြပါတယ်။ဒါကဒီစစ်စင်ရေးကိုအဝေးကနေစနစ်တကျထိန်းချုပ်နေတဲ့သူတွေရှိတယ်ဆိုတာကိုပြသနေတာပါ။အဲ့ဒီညွှန်ကြားချက်တွေအတိုင်းအလက်ဇန်ဒားရဲ့ကားကတော့မော်မတ်မြို့ရှိစစ်ဘက်လေရင်ကွင်းနားကဓာတ်ဆီဆိုင်မှာရန်နာခဲ့ပြီးအဲ့ဒီကနေဒရုန်းတွေလွှတ်တင်ခဲ့ပါတယ်။ဒါဟာကုန်တင်ကားကိုလိုအပ်သလိုပြုပြင်ပြောင်းလဲပြီးအဖုံးဖွင့်ပြီးလှုပ်တင်တာမျိုးဒါမှမဟုတ်အထူးစနစ်တစ်ခုနဲ့လှုပ်တင်တာမျိုးဖြစ်နိုင်ပါတယ်။အခြားရေမောင်းတွေကလည်း ရန်ဇန်နဲ့အီဗန်နိုဗိုဒေတာမှာပုံသဏ္ဍူဖြစ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။မနေ့ကအီဗန်နိုဗိုလေတာစကန်ကိုဒရုန်းတိုက်ခိုက်ရမှာအသုံးပြုခဲ့တဲ့ဇဒုထမြောက်ကုန်တင်ကားကိုလည်းဒီဒေတာမှာပဲတင်ဆောင်ခဲ့တာပါ။ရေမောင်းရဲ့ပြောကြားချက်အရအဲ့ဒီကားကိုလည်းအာရွန်ဆိုတဲ့သူစီမှာပဲမှတ်ပုံတင်ထားတာဖြစ်ပါတယ်။ရုရှားဘက်ကဝေဖန်သူများပြားကတော့ရုရှားကအမေရိကန်နဲ့ချုပ်ဆိုထားတဲ့ new start လို့ခေါ်တဲ့သဘောတူညီချက်ကြောင့်နှစ်နိုင်ငံစလုံးရုရှားနဲ့အမေရိကန်ဟာ တို့ရဲ့ဘုံကျဲလေရင်တွေကိုဂျိုဒုမြင်ကွင်းထဲမှာထားရှိဖို့လိုအပ်တယ်လို့ပြောနေကြပါတယ်။ဆိုလိုတာကတော့ကာဝယ်ပေးထားတဲ့အဆောက်အုံတွေထဲမှာမဟုတ်ပဲလူသိရှင်ကြားနေရာတွေမှာထားဖို့လိုအပ်တယ်လို့ပြောတာပါ။တကယ်တော့ဒါဟာပူတင်ကသူ့ရဲ့အသုံးမချမှုတွေကိုဖုံးကွယ်ဖို့အတွက်တခြားနိုင်ငံကိုအပြစ်တင်ဖို့ကြိုးစားနေတဲ့နောက်ထပ်ဆင်ခြင်တစ်ခုပါပဲ။ယူကရိန်းရဲ့ရုရှားဘုံကျဲလေရင်တွေပေါ်တိုက်ခိုက်မှုကိုဝေဖန်သူတွေကရုရှားဟာ New Start သဘောတူညီချက်ရဲ့လိုအပ်ချက်တွေကြောင့် သူ့ဘုံကျဲလျင်တွေကိုပွင့်လင်းနေရာမှာထားရတယ်လို့ပြောကြပါတယ်။ဒါဟာမမှန်ကန်ကြောင်းအကြောင်းရင်းနှစ်ခုကထောက်ပြနေပါတယ်။ပထမအချက် New State သဘောတူညီချက်ကအဲ့ဒီလိုလုပ်ဖို့မလိုအပ်ပါဘူး။ဒုတိယချက်ကတော့ပူတင်ဟာ2023ခုနှစ်ကလေးက New State ကိုမလိုက်နာနိုင်ဘူးဆိုပြီးထုတ်ပြန်ထားပါတယ်။ဒါကြောင့်သူတို့စင်ကြေပေးတဲ့အခါမှာတော့အဲ့ဒီစင်ကြေကလက်တွေနဲ့ကိုက်ညီရလားဆိုတာစစ်ဆေးဖို့တောင်ခရုမဆိုင်ကြပါဘူး။ရုရှားစစ်တပ်ဟာယူကရိန်းရဲ့တိုက်ခိုက်မှုတွေနဲ့နှပန်းလုံးနေရတဲ့အချိန်မှာ ။အစ္စတန်ဘူမှာရှိတဲ့ရုရှားကိုယ်စားလှယ်တွေကတော့ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေစီကနေအပြည့်အဝလက်နက်ချဖို့တောင်းဆိုနေကြပါဗျ။အစ္စတန်ဘူဆွေးနွေးပွဲတွေတွင်ရုရှားကိုယ်စားလှယ်တွေကယူကရိန်းကိုတင်ပြခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ဒါမှမဟုတ်ရုရှားရဲ့တောင်းဆိုချက်တွေကတော့ရုရှားကပိုင်ဆိုင်ကြောင်းပြောဆိုထားတဲ့ဒေတာတွေကနေယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေအပြည့်အဝဆုတ်ခွာပြီးဖို့ဒီဒေတာတွေအများစုကိုရုရှားကအပြည့်အဝသိမ်းပိုက်ထားခြင်းမရှိသေးပါဘူး။ ဒါကြောင့်ရုရှားမသိမ်းနိုင်သေးတဲ့နယ်မြေတွေကိုယူကရိန်းကိုပေးဖို့တောင်းဆိုနေတာပါပိတ်ဆို့မှုအလုံးကိုရုပ်သိမ်းပြီးအစ်စ်တွေထပ်မံချမှတ်ခြင်းမပြုဘူးစစ်ပွဲကာလအတွင်းဖြစ်ပေါ်ခဲ့တဲ့ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်တဲ့အပြန်အလှန်တောင်းဆိုမှုတွေဆွံ့လွတ်ဖို့ဆိုတဲ့အချက်တွေပါပဲတောင်းဆိုချက်တွေကိုကြည့်ရင်လည်းသိနိုင်ပါတယ်ဒါကဘလုံနီးနဲ့မှငြိမ်းချမ်းရေးသဘောတူညီချက်မဟုတ်ပါဘူးရုရှားကယူကရိန်းကိုလက်နက်ချစေချင်တာပါဒါပေမဲ့ရုရှားကယူကရိန်းကိုမနိုင်သေးပါဘူး ဒီနေရာမှာသမ္မတဟောင်း Ronald Reagan ရဲ့မိန့်ခွန်းတွေကအရေးကြီးတဲ့အယူအဆတစ်ခုကလက်ရှိအခြေအနေနဲ့ထင်ဟပ်နေပါဗျ။ငြိမ်းချမ်းရေးရနိုင်တဲ့တခုပြီးတော့အာမခံချက်ရှိတဲ့နီလန်ကတော့လက်နက်ချခြင်းပဲလို့ပြောခဲ့ပါတယ်။စစ်ပွဲတစ်ခုကိုရပ်တန့်ဖို့အတွက်အလွယ်ဆုံးနဲ့အမြန်ဆုံးနီလန်ကတစ်ဖက်ကအဆုံးရှုံးခံပြီးလက်နက်ချလိုက်တာကိုဆိုလိုတာပဲပြောဖြစ်ပါတယ်။တိုက်ပွဲတွေရပ်သွားမှာထပ်ပြီးတေကျေပြက်စီးစရာမလိုတော့ပဲငြိမ်းချမ်းသွားမှာဆိုတာသိကြပါတယ်။ဒါပေမဲ့ဒီလိုငြိမ်းချမ်းရေးဟာ လွတ်လပ်မှုဂုံတိတ်ခါနဲ့အချုပ်ချာအာဏာကိုစတေးပြီးရတဲ့ငြိမ်းချမ်းရေးဖြစ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းတက်ရောက်ပါတယ်။လက်နက်ချလိုက်တာနဲ့တခြားဘက်ကဘာအန္တရာယ်မှမရှိတော့တာကြောင့်သူတို့ထပ်တိုက်တော့မှမဟုတ်ဘူးပေါ့။ဒီနေရာမှာတော့အလျှော့ပေးရမူလာဆိုတဲ့အန္တရာယ်ကိုလည်းသတိထားထားပါတယ်။ရေဂင်ရဲ့အမြင်အရပြဿနာဖြစ်နေတဲ့အခြေအနေတွေမှာရန်လူတဲ့ဘက်ကိုမကြခဏအလျှော့ပေးတာသူတို့ရဲ့တောင်းဆိုမှုတွေကိုလာရောပေးတာဟာရေရှည်မှာငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မှာမဟုတ်ပဲ။ ိုဆိုးရွားတဲ့အခြေအနေတွေကိုသာဖြစ်ပေါ်စေနိုင်တယ်လို့ဆိုလိုပါတယ်။ရန်သူတို့ဦးနဲ့ဆက်ဆံတဲ့အခါပြိပခောက်ကိုရှောင်ရှားဖို့အတွက်တစ်ဖက်ကအကြိမ်ကြိမ်အ short ပေးလိုက်ရောနေရတာဟာနောက်ဆုံးမှာတော့ရန်သူရဲ့တောင်းဆိုမှုတွေကိုလက်ခံလိုက်ရတဲ့အ short ပေးခြင်းအဆင့်ကိုရောက်သွားတယ်လို့ဆိုပါတယ်။ဒါကရန်သူကိုပို့ပြီးတောင်းဆိုလာဖို့ဒါမှမဟုတ် ပို့ပြီးရန်လိုလာဖို့အားပေးရရောက်တယ်လို့ယုံကြည်တာပါ။ဒီကုန်းချုပ်အနေနဲ့ဒီလိုထိုးပေါက်တိုက်ခိုက်မှုတွေဟာရုရှားစစ်တပ်ရဲ့စစ်ရေးစွမ်းရည်ကိုထိခိုက်စေရုံသာမကပဲ ရုရှားတွင်ကြီးမားတဲ့မျက်နှာပြက်စရာနဲ့အချက်တကွဲအကျိုးနှဲမှုတွေကိုလည်းဖန်တီးခဲ့ပါဗျ။ Operation Spider Web လို့စစ်စင်ရေးတွေကရုရှားရဲ့အင်အားကြီးတဲ့ဆိုတဲ့ဂုံတိုက်ခါကိုပြင်းပြင်းထန်ထန်ထိပါခဲ့ပါဗျ။ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးနဲ့အင်အားအကြီးဆုံးစစ်တပ်လို့ကိုကိုကိုသတ်မှတ်ထားတဲ့ရုရှားဟာယူကရိန်းလိုနိုင်ငံတစ်သစ်လေးရဲ့ထိတိုက်ခိုက်မှုတွေကိုနေစင်နဲ့မျှခံနေရတာဟာသူတို့အတွက်ကြီးမားတဲ့တိုက်ခါကြစရာပါပဲ။အထူးသဖြင့် Catch တရားကိုတိုက်ခိုက်ခံရတာဟာ ရုရှားရဲ့အုပ်ချုပ်မှုအောက်ကခရိုင်းမီးယားဒေသအတွက်အသက်သွေးကြောဖြစ်တယ်လို့ပူတင်ရဲ့အာဏာကိုပြသတဲ့သင်္ကေတလည်းဖြစ်ပါတယ်။အဲ့ဒီလိုအရေးပါတဲ့တရားကိုပောက်ကွဲမှုတွေနဲ့ထိခိုက်ပျက်စီးအောင်လုပ်နိုင်ခဲ့ပြီးယင်ကျော်ရိရပ်တန့်သွားတာဟာရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ပေါ်ကြီးမားတဲ့ထုံထက်ချက်ဖြစ်တယ်လို့စစ်ရေးအရရောနိုင်ငံရေးအရပါပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါ့အပြင်ယူကရိန်းဟာရုရှားလေတာစခန်းတွေနားအထိဒရုန်းတွေကိုကုန်တင်ကားတွေနဲ့လျှို့ဝှက်စွာပို့ဆောင်ပြီးတိုက်ခိုက်နိုင်ခဲ့တာဟာ ရုရှားရဲ့ထောင်လန်းရေးနဲ့လုံခြုံရေးစနစ်တွေဘလောက်အားနည်းချက်တွေရှိနေတယ်ဆိုတာကိုကဘာကသိအောင်ထုတ်ဖော်ပြသလိုက်တာပါပဲရုရှားအနာပိုင်းတွေကကုန်တင်ကားလိုင်းကိုအတင်းကျပ်စစ်ဆေးပြီးကီလိုမီတာနဲ့ချီတဲ့ရင်ကျိုးပိတ်ဆော့မှုတွေဖြစ်ပေါ်စေခဲ့ပေမဲ့တကယ်တမ်းတိုက်ခိုက်မှုကရေအောက် drone တွေကနေလာတာဟာပူတင်ရဲ့မှားရင်းနဲ့တွက်ချက်မှုနဲ့နားလည်မှုလွဲမှားမှုကိုထင်ထင်ရှားရှားပြသနေပါတယ်ရုရှားဟာယူကရိန်းကိုအ short ပေးခိုင်းမှုလက်နက်ချခိုင်းမှုအစ္စတန်ဘူမှာတောင်းဆိုနေချိန်မှာသူ့စစ်တပ်ကတော့ယူကရိန်းရဲ့ထိုးစစ်တွေကြောင့် အလဲလဲအကွဲအကွဲဖြစ်နေရတာဟာရုရှားရဲ့မောက်မှမှုနဲ့လက်တွေ့အခြေအနေကြားကွာဟချက်ကြီးကိုမီးမောင်းထိုးပြနေသလိုပါပဲဒီဖြစ်ရပ်တွေဟာရုရှားရဲ့စစ်ရေးနဲ့ထောက်လှမ်းရေးဆွဲရည်တွေပေါ်ကြီးမားတဲ့မေကွန်ထုတ်စရာတွေဖြစ်စေခဲ့ပြီးနိုင်ငံတကာလည်းမှသူ့ရဲ့ဂုဏ်သိက္ခာကိုလည်းအကြီးအကျယ်ကျဆင်းစေခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ